မောင်ကရင်တဝန်စည်ရင်မဟာမိတ်ဖြစ်တည်ရင်တဖွဲ့6ခုပူးပေါင်းဖို့သဘောတူခဲ့တယ်လို့အေဘီလာ21ရက်နေ့ကအဲ့ဒီစည်ရင်မဟာမိတ်မှာပါတဲ့ကံပေါက်ဒေတာပြည်သူ့ကာကွယ်ရေးတဖွဲ့ကထုတ်ပြန်ပါတယ်။စည်ရင်မဟာမိတ်ဖြစ်ပူးပေါင်းတဲ့တဖွဲ့တွေကတော့ဒေါနာဆက်ကြောင်း3ကတခွဲ3ခုခဲမျိုးတမဟာ6ရဲ့တည်ရင်20ခေါ်မော်ပြည်သက်ပါတီ AD မော်တော်လန်ရစ်တပ် MSRF ABSDF တည်ရင်တနဲ့ဒဝဲလုံးမြောက်ရစ်တပ်တော် DLA တို့ပဲဖြစ်ပါတယ်။ မြန်မာနစ်ဆန်တရက်နေ့အေဘီလ18ရက်နေ့မှာအဲ့ဒီတပ်ရင်တပ်ဖွဲ့6ခုကတာဝန်ရှိသူတွေမြေပြင်မှာတွိတ်ဆုံဆွေးနွေးသဘောတူညီခဲ့တာဖြစ်ပါတယ်။မော်နဲ့တနင်္သာရီဆက်ကရေဖြူမြို့နယ်ထဲဝင်ရောက်နေတဲ့စက်ကော့စီတက်စက်ကြောင်းတွေကိုဟတ်တားနိုင်ဖို့စရေရအချိတ်ဆက်မိပြီးအရှိန်မြစ်ပူပေါင်းဆောင်ရွက်နိုင်ဖို့တပ်ဖွဲ့တွေအကြအပြန်လန်ထိတ်ကြောင်းနိုင်ဖို့နဲ့အပြန်လန်အကူအညီများပေးနိုင်ဖို့အတွက်ရည်ရွယ်ပြီးပူပေါင်းခဲ့တာဖြစ်တယ်လို့ဒေါနာတက်ခွဲလေးကထုတ်ပြန်ပါတယ်။ အခုအေဘီလာတတိယအပတ်မှာလည်းခေမျိုးတမဟာလေးရဲ့ဥဆောင်မှုနဲ့တနင်္သာရိုင်တိုင်းကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တော်လိုင်းရေးတပ်ဖွဲ့တွေပူးပေါင်းပြီးထိုင်းမြန်မာနယ်စပ်နားကထိထဗျူဟာစခန်းကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။